အဟုတ်ကဲ့ဒါဒီနေ့ကလာမယ့်24ရက်နေ့ဆိုရင်ဒါအတူရုပ်ရှင်ဇာကားရေးကဂျုံတင်ပြသတော့မှာပေါ့နော်အဲ့ဒီအတွက်ကိုဒါအမှတ်တရအနေနဲ့ကျွန်တော်ရှိပီတာမျိုးနယ်မှာရှိတဲ့ဒါဒူတာယာဟင်္ဒရာဒါအကြောင်းတိုင်မှာပေါ့နော်ဒါပြီးတော့အမှတ်တရအနေနဲ့ဒီကနေ့လာလောက်တာပါခင်ဗျာဟုတ်ကဲ့အဲ့ဒါကျွန်တော်ဇက်ကောင်ရင်ပြောဇက်ကောင်ကကြတော့ကျွန်တော်ကအဲ့ဒီဟိုပါပေါ့အဲ့ဒီဖုန်းကြောင်းသားလေးပေါ့ဖုန်းကြောင်းသားလေး အဲအဲ့လိုနှုံနေအရတယ်ပေါ့နှုံနေအရတယ်လေကျင်တဲ့နေရာကျရင်လည်းလေနေပြန်အောင်အဲ့လိုအဲ့လို လက်ကီတိုင်မတ်စ်မြန်မာမှာအော်တိုမာလာ24 25လော်ထင်းဟိုတယ်မှာပြုလုပ်ကျင်းပမယ်ညံဝွန်ဘျူတီ2025ပွဲတော်ကြီးမှာပါဝင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ရတနာလုပ်ငန်းကိုစတင်လုပ်ကိုင်လူသူများနဲ့လုပ်ငန်းသူမိဖက်ရတနာဆိုင်ပတ္တနာကြီးများအတွက်ဒီဇိုင်းအသက်ဆန်းများကို၎င်းစီထက်တက်တာတဲ့ဆက်ယုံထိုက်ရိုက်စေ။ဥချိုရမတ်ထဲကရှော့ပီးအထူးစေးအပြင်ဝယ်ယူအားပေးသူတိုင်း20ရာခိုင်နှုန်းထပ်ဆောင်းကန်ထူးခွင့်ရရှိမယ်အထူးခွင့်ရည်ကြီး။ ပရိုမိုရှင်းကာလအတွင်းဝင်ယူရင်နှစ်နှစ်ပြည့်ပါကအမျက်200ခိုင်နှုန်း၊၃နှစ်ပြည့်ပါကအမျက်300ခိုင်နှုန်း၊၄နှစ်ပြည့်ပါကအမျက်300ခိုင်နှုန်း၊၅နှစ်ပြည့်ပါကအမျက်900ခိုင်နှုန်းအမျက်ပြန်ပေးမယ်ထက်ဆောင်းအစီအစဉ်။လာရောက်ဝယ်ယူသူတိုင်းနောက်ဆုံးပေါ် iPhone 17 Pro Max လိမ်မော်ရအောင်ပါဝင်။တန်မိုးကြီး8310ပစ္စည်းများကိုလည်းမြစ်တာလက်ဆောင်ပေးသွားအောင်ပါပဲဖြစ်ပါတယ်။လုံးဝလုံးဝလက်မလွတ်တဲ့ပွဲစည်းမှုလည်းအရောက်လန်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။ အဟုတ်ကဲ့ဒါဒီနေ့ကလာမယ့်24ရက်နေ့ဆိုရင်ဒါအတူရုပ်ရှင်ဇာတ်ကြီးကဂျုံတင်ပြသတော့မှာပေါ့နော်အဲ့ဒီအတွက်ကိုဒါအမှတ်တရအနေနဲ့ကျွန်တော်ရှိပီတာမြို့နယ်မှာရှိတဲ့ဒါလူတရဟင်းတရဒါကျောင်းတိုင်မှာပေါ့နော်ဒါပြီးတော့အမှတ်တရအနေနဲ့ဒီကနေ့လာလို့တော့ပါမများဟုတ်ကဲ့ကျွန်တော်တို့ဟဲအိုးမြို့နယ်ဘိုအဲဘိုဆိုင်ပေါ့ဘိုဆိုင်ကြီးရွာမှာရိုက်ခဲ့တာပါပြီးတော့အဲ့အနီနာတစ်ပွိုင်းမှာရှိတဲ့ရွာလေးဘက်တွေလည်းပါတာပေါ့ဟုတ်ကဲ့ဟုတ်တယ်အဲ့ဒီတုန်းကကျတော့ကျွန်တော်တို့ဟုတ်တယ် အဲ့မှာရိုက်နေတဲ့အချိန်မှာသူကအဲ့လိုမိုးရေကြီးရံဖြစ်တယ်ဒီတော့ကျွန်တော်တို့နဲ့အနီးဆက်ဆုံးကြတော့ကလောပေါ့အဲကြောင့်အဲကျွန်တော်တို့ရုပ်ရှင်ပွဲကြီးစူပေါင်းပြီးတော့အဲ့လိုကလောတောက်တုတ်ခဲ့ပါလေအဟုတ်တယ်ဗျဒါဒီနေ့ကသူရရအစီအစဉ်နေနေရတော့ဒါကျွန်တော်ဒီကျောင်းမှာမြို့ရမဲ့ကလေးရောက်900ရှိတယ်ပြီးတော့ကြာကိုရင်လေးတွေဆိုလို့ရှိရင်လည်းအများကြီးရှိတယ်ပေါ့ဒါအမှတ်တရနေနဲ့ ဒါကလေးရင်းနဲ့အတူတူဒါခဏနေဆိုလို့ရှိရင်ဒါဒီအတူရုပ်ရှင်ဇာတ်ကားကြီးကိုအတူတူကြည့်ကြမှာပေါ့နော်ဟုတ်ကဲ့ရမ်းပြောစရာကောင်းပါပါကျွန်တော်လည်းရင်ကုန်နေပါဟုတ်ကဲ့အဓိကတော့စီစဉ်တာတော့ဒါ production ဘိုင်းကနေပြီးတော့စီစဉ်ကြတာပေါ့ဟုတ်ကဲ့အဲပို့လင်းလင်းပြောရမယ်ဆိုလို့ရှိရင်ဒါဇာတ်ကား promotion လုပ်တယ်ဆိုတာလည်းဟုတ်ပါတယ်ဒါပေမဲ့အဲ့လိုလုပ်ရင်းနဲ့ပဲဒါလူတန်းလေးရေရဲ့ပေါင်းပြီးတော့လုပ်တဲ့အခါကျတော့ဟိုကောင်းပါလေဗျဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်ဇက်ကောင်ရင်ပြောဇက်ကောင်ကကျတော့ကျွန်တော်ကအဲ့ ဟိုပါဗောအဲ့ဒီဘုံเจ้าသားလေးဗောဘုံเจ้าသားလေးအဲအဲ့လိုနှုံနေအရတယ်ဗောနှုံနေအရတယ်လဲခြင်းတဲ့နေရာကျရင်လဲလဲနေပြန်အောင်အဲ့လိုအဲ့လိုပြီးတော့အဲ့လိုနှုံနှုံအရတော့ဒီရွာရွာမှာကိုဆရာတင်ထားတဲ့လူတွေလည်းရှိတယ်အဲ့ဒီလူတွေကတစ်ချိန်လုံးကျွန်တော်ကိုကြက်ကျဲလို့ကြက်မှလည်းမသိဘူးလေဆရာတင်တာမှားတဲ့ခါကျတော့အဲ့လိုအဲ့ဆရာတွေဒုက္ခပေးသမျှတယ်လို့သင်ခံရတဲ့ဂိုက်တာမျိုးပါပဲ ရထားထွက်တော့မယ်ဟုတ်ပြန်တော့နော်အတူနော်ခင်လေးဆက်ဆက်ပြန်လာခဲ့မယ်ဆက်မလေးပြန်ခဲ့နော်ဆက်မလေးတူတူတွေစောင့်နေမယ်နော်ဆက်မလေးနော်ခင်လေးပြောနေရလေဆက်မလေးပါနေရောဆိုခင်လေးတေချာဘောက်ပြန်လာခဲ့မယ်တူ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 စောင့်နေမယ်နော်ဆက်မလေးဆမလေးကြာခဲ့ပြီပါတော့ဟုတ်ဒီနေ့အစီအစဉ်လေးမှာဒီအစီအစဉ်လေးကလည်းအရင်ကောင်းတယ်ပေါ့ပြီးတော့လာရောက်ကြိုရနေတဲ့အတွက်လည်းကုသိုလ်ရတယ်ပြီးတော့ဒီကကလေးနဲ့အတူတူ ဲ့လိုရုပ်ရှင်ကြည့်ကြမယ်အဲ့လိုကိုယ်ကိုယ်ပပကြည့်ကြမယ်ဆိုတော့ရန်ကုန်ကြည့်လို့ကောင်းပါပါကျွန်တော်လည်းခဏနေကြရင်အတူတူကြည့်ရတော့မှဆိုရင်ကုန်နေပါတယ်ဟုတ်ကဲ့ရှိပါသေးတယ်အများကြီးပါအဲ့လိုအဲ့နောက်ဆက်တွေဆိုလို့ရှိရင်လည်းအဲ့လိုနည်းကာရီတာလေးတွေဆန်းဆန်းလေးတွေဟိုရိုက်ထားလေးလည်းရှိပါတယ်ဟုတ်ကဲ့အဟုတ်ကဲ့ဒါဒီကားလေးအပိုးကလည်းအရင်ထဲကသူကလည်း original တွေကဆရာဝန်ကိုအဲဆရာဝန်အဲအဲ့လိုကာရီတာလေးနဲ့ဆိုတော့ဒါသူ့နဲ့လည်းရန်လိုက်ဖက်တယ်ပေါ့နော် အဲဒီကားလေးမှာဆိုလို့ရှိရင်လည်းဟိုကျွန်တော်တို့လိုအတွဲညီညီလေးတည်ဆောင်ထားတယ်။နောက်ပုံရတဲ့ဒါလိုအပ်တာလေးအကုန်လုံးပြပြတယ်။နောက်ကိုယ်ရဲ့ရိုက်ချက်တွေနဲ့ဆိုလို့ရှိရင်ဒီအရန်ဟိုကောင်းနေတာလည်းကပါ။အဲ့တချင်းလေးဆိုလည်းဒီကားနဲ့အရန်လိုက်ဖတ်တယ်လို့ခံစားရတယ်ပေါ့။ဒီကားတော့သူကအဲ့ဒီအချိန်မှာသူတစ်ဖက်သက်ချစ်နေတာဟုတ်တပတ်သက်ချစ်နေကြရင်တော့သူဖြစ်ချင်တာတွေသူဟိုဘာဖြစ်တာတွေအကုန်လုံးသူစိတ်ကူးရင်ပြီးတော့တွေးနေတဲ့ပုံစံလေးပါခင်ဗျာ။ မနမနမဆစောထကဘဲပြုတ်ကိုဝဲစီကိုဆန်းလုံးနေကိုကိုနုံမမေ့ချနဲ့ကြွေးမေတတလုံးလေးပြုစုမေရေဟုတ်ကဲ့လာမယ်ဒါ24ရက်နေ့ဆိုလို့ရှိရင်ဒါကျွန်တော်ဒီပြသတော့မှာဖြစ်ပါတယ်အဲ့ဒီအတွက်အားပေးကြပါအောင်လို့ပဲပြောချင်ပါတယ်ခင်ဗျာ